အားလုံးပဲမင်္ဂလာပါရှင် VOC သတင်းဌာနကနေကြိုဆိုပါရစေကျွန်မကတော့အေးတင်စားပါဒီကနေ့စက်တင်ဘာလ26ရက်နေ့ပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ရနှာစင်ရမယ့်သတင်းတွေကတော့ချင်းလန်းကောင်စီနဲ့ချင်းပြည်စိုးရဖွဲ့ဝင်တွေကို အကြံဖက်စစ်တပ်ကရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်တရားဆွေးဆိုတာဟာချင်းအင်အားစုတွေကိုကြောက်လို့ရွေးကောက်ပွဲကိုမဆင်ခြင်ရအောင်ကြိုတင်ချင်းချောက်မှုပြုလုပ်ခြင်းသာဖြစ်တယ်လို့ချင်းလန်းကောင်စီတာဝန်ရှိသူတွေကပြောပါတယ် အမျိုးသားညွန်ရေးဆိုရာအယူကြီးယာယီသမဒဒူဝလာရှိလာနဲ့ကရင်အမျိုးသားစီယုံ KNU ဥပဒေပဒုကွေထူဝင်းတို့တွေ့ဆုံပြီးစစ်အာဏာရှင်စနစ်အမြင့်ဖြတ်တဲ့ရေးနဲ့ပူပေါင်းဆောင်ရွက်ရေးတို့ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အကြံဖက်စစ်တဲ့အတွက်မြောက်ကိုရီးယားကနေလက်နက်ဝေပေးနေတဲ့မြန်မာနိုင်ငံသား၃ဦးအပါအဝင်လူပုဂ္ဂိုလ်၄ဦးနဲ့ Royal Shield Company တို့ကိုအမေရိကန်ကတခတ်ပိတ်ဆို့လိုက်တဲ့သတင်းတွေနဲ့တူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းလန့်ကောင်စီနဲ့ချင်းပြည်ဆိုရဖွေဝင်တွေကိုအကြံဖက်စစ်တပ်ကရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်တရားစွဲဆိုတာဟာချင်းအင်အားစုတွေကိုကြောက်လို့ရွေးကောက်ပွဲကိုမဆက်ကြည့်ရအောင်ကြိုတင်ချင်းချောင်းမှုပြုလုပ်ချင်းတာဖြစ်တယ်လို့ချင်းလန့်ကောင်စီတာဝန်ရှိသူတွေကပြောပါတယ်အကြံဖက်စစ်တပ်ကချင်းလန့်ကောင်စီဖွဲ့ဝင်တွေကိုရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်တာဟာလာမယ့်ကိုခွဲဟောင်းသလို ဘာမှဖြစ်တာမှမဟုတ်ဘဲဒါဟာပြည်သူတွေကိုချင်းချောက်ချင်းသာဖြစ်တယ်လို့ချင်းပြည်ချင်းလန့်အစိုးရနိုင်ငံခြားရေးဝန်ကြီးဒေါက်တာဆွေခါကပြောပါတယ်။ချင်းလန့်ကောင်စီဥက္ကဋ္ဌနဲ့ချင်းပြည်အစိုးရဝန်ကြီးချုပ်ပါဝင်အစိုးရဖွဲ့ဝင်16ဦးကိုချင်းပြည်ထန်တလန်မြို့နယ်မှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေပြပြစေရန်ဟုတ်ပြောလို့ဆိုတဲ့ဆိုပြီးရွေးကောက်ပွဲနှောက်ရှက်ဟန်တာဖြစ်စီခြင်းမှာကောက်ကွေးပေးရေးဥပဒေနဲ့စက်တမာလ၄ရက်နေ့ကဟာခမျိုးမရေးစခန်းကအကြံပေးစစ်တပ်ကအမှုဖွင့်ထားတာဖြစ်ပါတယ်။ ချင်းနှံကောင်စီဟာအကြံဖက်စစ်တပ်ကချင်းပပြူလုံးမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ခံခွက်ပြီးရွေးကောက်ပွဲမှာပူပေါင်းဆောင်ရွက်သူတွေကိုပြည်သူတစ္ဆာဖောက်အဖြစ်သတ်မှတ်ကအရေးယူသွားတယ်လို့ထုတ်ပြန်ထားပါတယ်။အလားတူချင်းရင်အောင်ကလည်းအကြံဖက်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးပူပေါင်းဆောင်ရွက်သူတွေကိုပြပြတ်တတအရေးယူဆောင်ရွက်သွားမယ်လို့မနေ့စက်တင်ဘာလ25ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားငြိမ်းရေးအစိုးရအယူကြီးယာယီတမတဒူဝလာရှိလာနဲ့ကရင်မျိုးသားစည်းရုံး KNU ဥက္ကဋ္ဌဘဒုကွေထွေးတို့တွေ့ဆုံပြီးစစ်အာဏာရှင်ဆန်နဲ့အနှစ်ဖြတ်တိုက်ခိုက်ရင်းနဲ့ပူပေါင်းဆောင်ရွက်ရေးကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်အဲ့ဒီတွေ့ဆုံဆွေးနွေးမှုဟာမြို့ဥတော်လိုင်းရဲ့အမြင်ဆိုအမြင်စေဖို့တော်လိုင်းရဲ့အားစုများကြားပူပေါင်းလက်တွဲဆောင်ရွက်သွားမဲ့ကဏ္ဍတွေနဲ့ပတ်သက်ပြီးအခြေတဝန်ဆွေးနွေးခဲ့ကြတယ်လို့အမျိုးသားရွေးရေးဆိုရာ UNG ကစက်တင်ဘာလ25ရက်နေ့ကထုတ်ပြန်ပါတယ် ဒေါ်လာရင်းရာစုတွေကြားအခုထက်ပိုဆေးလုံးကြီးရွှစွာလက်တွေပြီးမြန်မာနိုင်ငံစစ်အာဏာရှင်လက်အောက်ကအပိတိုင်လွတ်မြောက်ရေးစစ်အာဏာရှင်နဲ့အာဏာရှင်ဟူသမျှအမြင့်ဖြတ်တတ်ရေးလွတ်လပ်မှုငြိမ်းချမ်းမှုနဲ့လူထုသားရာဝပြောမှုတို့ကိုပို့ဆောင်နိုင်ရေးအတွက်ဆက်လက်ပြီးခိုင်မာစွာတူတကွလက်တွေဆောင်ရွက်သွားကြဖို့လဲခေါင်းဆောင်နှုတ်ဦးသဘောတူခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ် ပင်ရမျိုးသားစီရောခဲ့ယူဟာဆက်အနာသိမ့်မှုကိုပြတ်သားစွာဆန့်ကျင်ခဲ့ပြီးမြမနယ်ဦးတော်ထောင်ရေးကနေပေါ်ပွားလာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအခြားသောတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အတူ အကြံဖက်စစ်တပ်ကိုတော်ဟန်တိုက်ခိုက်နေပြီးအကြံဖက်စစ်တပ်ရဲ့စခန်းပေါင်းရာနဲ့ချီကိုတင်ပိုင်နိုင်ခဲ့ပါတယ်။ အကျန်းဖက်စစ်တပ်အတွက်မြောက်ကိုရီးယားကနေလက်နက်ဝေပေးနေတဲ့မြန်မာနိုင်ငံသား၃ဦးပါဝင်လူပုဂ္ဂိုလ်၄ဦးနဲ့ Royal Swiss Land Company တို့ကို American Banana ယူခွင့်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယူ OFAC ကတန်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။အကျန်းဖက်စစ်တပ်ကိုလက်နက်ရောင်းချပေးတာအပောင်းဝင်မြောက်ကိုရီးယားအစိုးရရဲ့အစိုးရပြုံးနဲ့ဖြတ်စည်းနိုင်တဲ့လက်နက်တွေ WMD နဲ့ပိတ်ထိန်ဒုံးချီအစီအစဉ်တွေအတွက်တရားမဝင် ဝင်ငွေရှာဖွေပေးရေးမှာပါဝင်လာကြောင်းတာခတ်ပိတ်စုအရေးယူလိုက်တာလို့စက်တင်ဘာလ25ရက်အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။လူပုဂ္ဂိုလ်အနေနဲ့မြန်မာလက်နက်ဝယ်ယူရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Royal Shinley Company ရဲ့ CEO ဦးတင်မျိုးအောင် Director ဦးအောင်ကုကူဦးဝန်ထမ်းဦးကျော်သူမျိုးတို့ညင်တို့အရေးယူခံရတာဖြစ်ပါတယ်။ American ကတာခပ်ပိတ်စုရေးယူတဲ့စည်ရင်မှာမြန်မာနိုင်ငံသားတွေအပြင်သူတို့နဲ့တွေ့ဖက်လောက်ကန်တဲ့ကိုရီးယားတပ်တွေတွင် ွန်ဖြိုတိုးတက်ရေးကုန်သွယ်မှုကော်ပိုရေးရှင်းခိုမင်းရဲ့ဘေကျင်းမြို့ကဒုတိယကိုယ်စားလှယ်ကင်ယုံဂျူလည်းပါဝင်ပါတယ်။ခိုမင်းဟာမြောက်ကိုရီးယားရဲ့အတ္တိကလက်နက်ကုန်သွယ်ဖြစ်ပြီးရော်ယယ်ရှင်လဲနဲ့2022ခုနှစ်မှာမြန်မာစစ်တပ်အတွက်လက်နက်ရောင်းဝယ်ရေးစတင်ခြေဆက်လုပ်ကိုင်းခဲ့တာဖြစ်တယ်လို့အမေရိကန်ကဆိုပါတယ်။ဒီလုပ်ငန်းတစ်ခုဟာမြန်မာလေတပ်အတွက်ဘုံတွေနဲ့ Airborne Monitoring ကိရိယာတွေအပြင်လေကြောင်းဘုံ Guidance Kit နဲ့ဆောင်ရောင်းချပေးဖို့ပူပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါဗျ။အခုအမေရိကန်ရဲ့အရေးယူမှုဟာမြောက်ကိုရီးယားဆိုရာရဲ့ငွေကြေးစစ်စင်ရာလမ်းကြောင်းကိုဖျက်တောက်နိုင်မှာဖြစ်တယ်လို့မြန်မာကိုလက်နက်ရောင်းချနေမှုကိုလည်းဟန့်တားနိုင်မယ်လို့ဆိုပါတယ်။ Royal Shinle Company ကို2024အောက်တိုဘာလမှာကနေဒါနဲ့ UK ဆိုရာကတန်းခတ်ရေးယူခဲ့တယ်လို့2023စ ဒီဇင်ဘာမှာဥရောပသမဂ္ဂကအရေးယူခဲ့ပါတယ်။ချမ်းပြည်မြောက်ပိုင်းကျောင်းမေမြို့နယ်နှာအိခန့်ကျေးရွာမှာစက်တင်ဘာလ24ရက်နေ့နေ့ခင်းပိုင်းကအကျန်းဟစစ်တပ်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တဦးကိုအကြမ်းဖျက်ပြုခြင်းတပ်ဖြတ်ခဲ့ပြီးမိခင်နဲ့မောင်ဖြစ်သူပါဝင်တန်ခါတပါးကိုပါအဖြတ်သွားတယ်လို့ရှမ်းကျောင်းသားသမဂ္ဂကထုတ်ပြန်ပါတယ်။ အကြဖက်စစ်တပ်စစ်ကြောင်းဟာရွာလုံးကျွနေပါဆစ်ဆောင်သွားပြီးဖြစ်သောနိုင်ခန့်ချေးရွာကိုမနေ့နေ့လေးပိုင်းကရောက်လာပြီးချေးရွာထဲမှာစက်မရဲမကောင်းသောဆရာတို့ကို ပြုတ်ဆုပ်ဖို့ကြံရည်ခဲ့သူတန်ကတော်တပါးကိုပိတ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်အနီးနားလေတော်တွေက တဲတွေမှာစစ်ဘေးတင်းရှောင်နေကြတဲ့မိသားစု၃ဦးမိခင်နဲ့သားငယ်ကိုလည်းနေရာမှာတင်ပစ်ခတ်ခဲ့ပြီးအသက်မပြည့်သေးတဲ့တမီးဖြစ်သူမိန်းကလေးငယ်ကိုလည်းအဓမ္မပြုခြင်းကတပ်ဖြတ်ခဲ့ကြတယ်လို့ရှမ်းကြောသားသမဂ္ဂကထုတ်ပြန်ပါတယ်။အဆိုပါမိသားစု၃ဦးနေထိုင်တဲ့ဒေသထဲမှာလည်းအကြံဖက်စစ်သားတွေရဲ့ယူနီဖောင်းတချို့ကျန်ရစ်ခဲ့တာကိုလည်းတွေ့ရှိရတယ်လို့ဆိုပါတယ်။ယခုလိုအပြစ်မဲ့ပြည်သူတွေပေါ်ဆစ်ရဆိုးမှုကျိုးလွန်နေတဲ့အကြံဖက်စစ်တပ်ကိုအရေးယူပေးရန် ကပ္ပနိုင်ငံအသီးသီးနဲ့နိုင်ငံတကာဖွဲ့စည်းတွေကိုရှမ်းကြောင်းသတ္တမကကတောင်းဆိုထားပါတယ်။ရှမ်းပြည်တောင်ပိုင်းရန်ကန်မြို့နယ်မှာစစ်ဆောင်စခန်းတစ်ခုအပေါ်တောင်ပြိုကျမှုဖြစ်ပွားပြီးကလေးငယ်အပါဝင်စစ်ဆောင်ပြည်သူစေဦးသိဆုံးခဲ့ရတယ်လို့တနုပြည်အမျိုးသားခကွေရဲတပ်တော် DSND ကဒီကနေ့ထုတ်ပြန်ပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာစက်တင်ဘာလ24ရက်နေ့ကဖြစ်ပွားခဲ့ပြီးအသက်တနှစ်ခွဲအရွယ်အမင်းကလေးငယ်တဦးအသက်9နှစ်နဲ့ဇနစ်အရွယ်ယောက်ျားလေးငှဦးနဲ့တက်လက်ပိုင်းအပြင်တက်ကြီးပိုင်း65နှစ်အရွယ်ထိအပါအဝင်ဆစ်ဆောင်ဆေးဦးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။တိတ်ဆုံးသူတွေဟာရွာငံမြို့နယ်ကျောက်တော်ရွာဘက်ကဖြစ်ကြပြီး အကြံပေးစစ်တပ်ကသူတို့ပြောဖက်ကိုလက်နက်ကြီးပစ်ခတ်တာလေကြောင်းဖြင့်ပုံကျဲတာခြေလင်းစစ်ကြောင်းထိုးတာတွေကြောင့်တိုးတောင်တွေထဲစစ်ပေးတင်းချောင်နေကြသူတွေဖြစ်ကြပါတယ်။လက်ရှိမှာတော့တေဆုံးသူစေဦးထဲကအသက်22နှစ်အမျိုးသားတဦးရဲ့အလောင်းတလောင်းသာရှောက်ခွေတွေ့ရှိထားတယ်လို့ DSNDA ကဆိုပါတယ်။ အကျန်းဖက်စစ်တပ်ဟာအော်ကိုလာဆာဘန်ကစားလို့ရွာငါမြို့နယ်ကိုစစ်ကြောင်းထိုးနေပြီးပြည်သူတွေဖမ်းဆီးတာနဲ့နေအိမ်တွေမိရှုတာတွေကိုလုဆောင်နေတယ်လို့တနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ကပြောပါတယ်။အော်ကိုလာ25ရက်နေ့ကလည်းကြောက်တော်ကြီးရွာကပြည်သူနေအိမ်38လုံးကိုမိရှုဖျက်ဆီးခဲ့ပြီးနောက်စက်တင်ဘာလ14နဲ့15ရက်တွေမှာကြောက်တော်ရွာကနေအိမ်23လုံးနဲ့စပ္ပကြီးအလုံးကိုထပ်မံမိရှုခဲ့တာကြောင့်လက်ရှိမှာ ပြည်သူအများပြားဆစ်ဆောင်နေရသဖြင့်ဒုက္ခကြီးကြီးခံစားနေရတယ်လို့တနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA ကထုတ်ပြန်ထားပါတယ်။အကြံဖက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်ရုပ်ခုစက်တင်ဘာလအတွင်းမှာအပြစ်မဲ့ပြည်သူအယောက်60သေဆုံးခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ပါတယ်။စက်တင်ဘာလတရက်ကနေ25ရက်အထိ နိုင်ငံတော်မှအကြံဖက်စစ်တပ်ကြောင့်အမျိုးသမီး28ဦးနဲ့အမျိုးသား62ဦးစုစုပေါင်း90ဦးအထိတည်ဆုံခဲ့တာကို အမေနဲ့တကွာအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတည်ဆုံသူအရေအတွက်ထဲမှာအသက်18နှစ်အောက်ကလေးငယ်28ဦးအထိပါဝင်တယ်လို့သိရပါတယ်။အကြံဖက်စစ်တပ်ကြောင့်တည်ဆုံသူ90ဦးထဲမှာစကိုင်းနိုင်က29ဦးနဲ့တည်ဆုံအများဆုံးဖြစ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ကလည်းဒေသုံသူ21ဦးနဲ့ဒုတိယဒေသုံသူအများဆုံးဒေသဖြစ်ပါတယ်။ဒေသုံသူအယောက်90ဦးထဲမှာ53ဦးကအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသုံရတာဖြစ်ပြီးတော့နက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်16ဦးဒေသုံခဲ့တယ်လို့ဆိုပါတယ်။စစ်အာဏာသိမ်းမှုဖြစ်ပေါ်တဲ့ ခုနှစ်ဖေဖော်ဝါရီလတရက်ကနေ2025ခုနှစ်စက်တင်ဘာလ25ရက်အတွင်းအကြံဖစစ်တက်နယ်လက်ပါစီတွေကြောင့်တည်ဆုံခရရတဲ့ဒီမိုကရေစီရဲ့ထောက်ရှားသူနဲ့ဤသူစုစုပေါင်း9248ဦးအထိရှိပြီးဖြစ်တယ်လို့လည်း AAPP စာရင်းတွေအရသိရပါဗျ။ POC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။